အငုံစိတ်နဲ့ပတ်သက်ပြီးတော့မှပြောပြမယ်ခွာနော်အငုံစိတ်ဆိုတာတဲ့တိတ်ပြီးတော့မှကြောက်ဖို့ကောင်းတယ်အဆင့်တန်းနဲ့လည်းမဆိုင်ဘူးပညာရည်ချင်းနဲ့လည်းမဆိုင်ဘူးတဲ့အငုံစိတ်များတဲ့လူတွေကိုကြည့်လိုက်ရင်စိတ်ရင်းနဲ့ဆက်ဆံတာစိတ်ထဲနေတော့မှချိုတာနေတာမျိုးထက်စာရင်အဲသူတို့ကဟန်ဆောင်ပြီးနေကြတယ်ဟန်ဆောင်ပြီးတော့မှချုံမြင်နေတာတွေကပုံများတယ်တဲ့လူနေမှုဘဝမှာ တကယ်ပျော်ရွှင်ခြင်းအစစ်အမှန်ဆိုတာအငုံစိတ်ရှိတဲ့လူတွေရဲ့ကဘာမှာတော့မရှိဘူးကိုထက်သာရင်မနာလိုတာမျိုးပေါ့သူမျိုးကသူများပျော်တာတွေ့ရင်ကိုကလိုက်ပြီးတော့မှ မပျော်ပေးနိုင်တာမျိုးဘေးလူတွေနဲ့အမြဲတမ်းရှင်ပြီးတော့မှကို့ဘေးဟာလူတွေကိုအမြဲဘလိုင်းစိတ်တိုင်းမကြအဖြစ်နေတာမျိုးပေါ့အငုံစိတ်ရှိတဲ့လူတွေကိုကြီးလိုက်မယ်ဆိုရင်ဘဝမှာမအောင်မြင် မဖြစ်ထွန်းတာတွေကများပါတယ်ကံကောင်းလို့လမ်းကြောင်းပေါ်ရောက်ခဲ့ရင်တောင်မှ စိတ်အဟာရကလည်းတနည်းမဟုတ်တနည်းချို့တဲ့နေကြတော့တာပဲအငုံစိတ်ဆိုတာပညာတက်ပညာမဲ့မရွေးဘူးအယုတ်အလက်အမျက်အပိုင်းအခြားမရွေးရှိတတ်ပါတယ်ဒါပေမဲ့အဲ့ဒီရဲ့အငုံစိတ်ကိုကိုချင်းတရားကိုချင်းစာတရားစင်ချင်းတုံတရားတွေနဲ့ပြန်လဲပြီးတော့မှချိုးနိုင်လို့ရပါတယ်ပေါ်လိုင်းတောင်ငါသာသူ့နေရာမှာဆိုတဲ့စိတ်ထားနိုင်ရင်ဖြည့်ရှင်းတဲ့အခါမှာတော့ရုပ်မပြတ်တော့ဘူးပေါ့နော် မြင့်စင်မစိတ်တွေကိုမြစ်ဖြားခံလာပြီးအငုံစိတ်ပေါ်လာတဲ့အခါမှာတဲ့လူကဆင်ချင်ညုံတရားကင်းမဲ့ပြီးမစင်မချင်းရှောက်လို့တော့တာပဲတဲ့အဲ့ဒီအချိန်မှာမှားတာမှန်တာလည်းမသိတော့ဘူးနှစ်ဖက်မျှပြီးမှလည်းမစင်စားတတ်တော့ဘူးလက်ဖမိုးလက်ဖွားလည်းနားမလဲတော့ဘူးအတ္တကိုရှေ့တန်းတင်ပြီးတော့မှငါသာမှန်တယ်ဆိုတဲ့ခံယူချက်တွေဝင်သွားတတ်တယ်อืมကြုံဘူးလားတော့မသိဘူးပေါ့ကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာ ပညာတတ်အောက်တန်းစားအငုံစိတ်လူတန်းစားတည့်ရလည်းရှိတယ်ကိုဘွားကို စိတ်တိုင်းမကြယုံတင်မကဘူးကိုမိသားစုကဆလို့တငယ်ချင်းတွေရောမိဆွေတွေရောဆွေမျိုးတွေရောလှုပ်ဖို့ကြိုင်ဘက်တွေရောရုပ်ဆွဆုံးကွာလမ်းပေးအောက်ချေလူတန်းစားတည့်ရလုံးအထီကိုစိတ်တိုင်းမကြဖြစ်နေတတ်တာသူ့ပဝန်းကျင်ကလူက အမှားမလုပ်သေးဘူးဒီတိုင်းဆက်သွားရင်နင်လမ်းမရောက်တော့မှာ သူနဲ့ပေါင်းရင်နေပြက်စီးတော့မှာအဲဒီလိုမျိုးနဲ့ပေါ့ကို့ပတ်ဝန်းကျင်ကရှိတဲ့လူတွေကိုပုံစံအမျိုးမျိုးနဲ့နှိမ်ချယူရမှာဆက်ဆံတတ်တာမျိုးတကယ်ကအကောင်းစေခြင်းနဲ့အဲသူတထူးရဲ့အကျိုးကိုလိုလားတဲ့စိတ်ရင်းနဲ့ဝေဖန်ပိုင်းခြားပြတာနဲ့အငုံစိတ်ကိုအရင်ခံပြီးတော့မှဝေဖန်တိုက်ခိုက်တာချင်းကမတူဘူးအများကြီးကွဲပြားတယ်။ကောင်းစဉ်တတ်လိုက်တော့ကောင်းစဉ်ချင်းလို့ပါဆိုပြီး နောက်တော့ခုပဝင်းကျင်ကလူတွေရဲ့ဘဝကိုသူချစ်တယ်လို့လို့နဲ့ဆွဲချတာရအများကြီးရှိတယ်ဒါအငုံစိတ်ရှိတဲ့လူတွေရဲ့ဇယိုက်လက္ခဏာပေါ့ကိုယ်တိုင်ကပုတ်နေတော့သူနဲ့လိုက်တိုက်ကြည့်တဲ့ကြံတဲ့လူတွေအဆန်းချောင်းနေပြီးအပုတ်ကြီးလို့လိုက်ပြီးတော့မှထင်နေတာကိုယ်ကိုယ်တိုင်ကအမှန်တော့ကိုယ်ကိုယ်တိုင်ပုတ်နေတာတကယ်ကကြံတဲ့လူတွေကအကောင်သူကိုယ်တိုင်ကပုတ်နေတာသူနဲ့တိုင်ပြီးကြံတဲ့လူတွေကိုပါပုတ်ပြီးလို့သူကထင်နေတာ သူများဘဝတွေကိုဆွဲချလို့အားရလို့သူတကူကြံနေရင်ပျော်ရွှင်ရပြီလို့သူကထင်တာမထင်နဲ့အငုံစိမ့်တဲ့လူတွေကဘယ်အရက်ဘယ်ဌာနေဘယ်ဌာနကိုပဲသူတို့ရောက်ရောက်သူတို့ရောပတ်ဝန်းကျင်ကလူတွေကိုရောစိတ်တိုင်းကိုမကြတော့တာသူတို့ကပြီးရင်အဆိုးဆုံးကသူတို့ကိုသူတို့အမြဲမှန်တယ်လို့သူတို့အဲ over ပေါ့နော်အမြဲနဲ့သူတို့ကိုသူတို့အမြဲမှန်တယ်ဆိုပြီးတော့မှ cover ယူထားပြီးတော့မှ ဘဝအမောတွေကိုသူတို့ကဖြေဖြောက်တတ်ကြသေးတယ်တနာဖို့လည်းကောင်းတယ်နော်တကယ်တမ်းကျတော့အငုံစိတ်ရှိတဲ့သူတွေကတိတ်တနာဖို့ကောင်းတယ်သူတို့ကောင်းချင်ရောင်ဆောင်တမကြီးကဘေးကလူတွေအနေနဲ့ကြည်လိုက်ရင်မြင်ရတဲ့အရာတွေကဟာရယရှင်စေးတိုက်ကျွေးနေရတယ်လို့ပဲဗမာကားကြည်နေရတယ်လို့အရင်ရည်စရာကောင်းနေတော့တာပေါ့နော်ခမည်းမအငုံစိတ်ရှိနေလားရှိနေဆိုရင်အချိန်မီပြင်ဆင်ဖို့လိုတယ်ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ခမည်းကနေစပြီးတော့မှခမည်းရဲ့ပတ်ဝန်းကျင် နောက်ဆုံးမှာခမရရွတ်ထပြီးတော့မှအဲလူလောကထဲကိုရောက်လာအောင်မဲ့ရင်သွင်းမှာလဲခမရရဲ့ရင်သွင်းမှာလဲအငုံစိတ်နဲ့ပြိုးထောင်ခဲ့တဲ့မြအရာတွေကတနာစရာကောင်းချင်တိုင်းအောင်ကောင်းနေအောင်မှာပဲပဝင်းကျင်မှာအငုံစိတ်ရှိတဲ့လူတွေကလည်းပြင်ဖွေးပြင်ပေးဖွေးရတဲ့တားရီတော့မကြိုးစားနဲ့တော့အချိန်မီသာသူတို့နဲ့ဝဲဝဲနေကင်းကင်းနေဖယ်ခွာလိုက်တော့အငုံစိတ်တို့မိသည်တဲ့ကိုယ်တိုင်ပြောင်းလဲပြင်ဆင်လို့စိတ်မရှိမချင်း ်ဘယ်တော့အခါမှပြောင်းလဲမှာမဟုတ်ဘူးကိုယ်တိုင်ပြောင်းလဲခြင်းစိတ်ရှိမှသူတို့ဘာသူတို့ပြောင်းလဲရမှာသူများတွေပြောင်းလဲပြီးလို့ရတဲ့အရာမဟုတ်ဘူးဒီတော့ကျွန်တော်တို့ကကျွန်တော်ကတော့ကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာဒီလိုလူတွေကိုကျွန်တော်မထားဘူးကျွန်တော်ကဆက်လို့သူတပားကိုအပြစ်မြင်လာရင်အော်ငါကဂုံအပုတ်ကြီးဖြစ်နေပြီလားလို့အထက်ထက်မိကွန်းထုတ်ပြီးပြောင်းလဲပြင်ဆင်ဖို့ရန်အတွက်လိုတယ်